ဒူဘိုင်းလာတာဘယ်လောက်ကုန်လဲဆိုတော့အရင်နေစုစုပေါင်းတောင်းလာ350 350 350တက်ကုန်ပါတယ်350ကုန်လဲဆိုတာကလာဖို့လာဖို့တီးတန့်ကြီးပဲ350ကုန်တာမဟုတ်ဘူး350တဲ့အမဘာစတုံးလဲဆိုတော့ဗီဇာဝယ်တယ်ဗီဇာဝယ်တဲ့အချိန်မှာတင်း5သိန်းကျော်ပေါ့နော်5သိန်းကျော်ကုန်တယ်လင်းလက်မှတ်ကကြတော့73သိန်းခွဲဆိုတော့အဲ့မှာလင်းလက်မှတ်ဖိုးနဲ့ ဗီဇာဘိုးတွေမဲ့တိ20ပဲထားပူပူလိုလိုပေါ့နော်အခုကဘယ်လောက်ပေးရလဲမသိတော့အာကိုလာရ2024ဇန်နဝါရီကနေလာတာဆိုတော့လုံခဲ့ပြီးခဲ့နှစ်ကပေါ့အဲ့တော့အဲတိ20ကုန်ပါပြီအိမ်မှာတိ20ကိုမှအဲ့50တွေကတိ20ကုန်ပြီတိ20ကနေပြီးတော့ဒီဘက်ကိုရောက်လာတဲ့ခါကျတော့ airport မှာက airport မှာအဲ့အပြန်လက်မှတ်ဘာညာဘာညာရစ်တာတွေဘာညာတွေရှိတော့ ဒေါ်လာတော့ကိုကပတ်စံဒေါ်လာလဲပြီးွားရီဟိုဒေါ်လာလဲပြီးွားရီဆိုတော့ဒေါ်လာ50ပေးခဲ့ရတယ်သူတို့ဒေါ်လာ50ပေးခဲ့ရတယ်ဒေါ်လာ50ဆိုအဲ့တော့3000ကျော်လာမနေ3000 3500ပေါက်သေးလားမသိဘူးအေးချားမမတ်မိတော့ဒေါ်လာ50ပေးခဲ့ရတယ်အဲ့ပေါ်မှာနေအဲ့50တွေကပဲတောက်လျှောက်သုံးလာတာပေါ့နော်ဒီဘက်ကိုရောက်လာတော့ဒေါ်လာ600ဒီဘက်ကိုရောက်တော့ဒေါ်လာ600 80 2000 2000ပဲပါလာတယ် နှစ်ထောင်ပါလာတာလောက်လားမလောက်လားဆိုတာကြဘလို့ဘလို့ပြောရမလဲဆိုတော့အဲနေသေးက best pay မှာနေမယ်ဆိုရင်600နဲ့900ကျောင်းမှရှိတယ်တယောက်စာအုပ် best pay ပြီးရင်စားသေးတောက်သေးကချွတ်ချွတ်တတစားမယ်ဆိုရင်200နဲ့အောင်လောက်တယ်ဆိုတော့900ရှိရပေါ့ရှိရတယ် transportation ပါညာနဲ့ဆိုတလောက်တထောင်ပဲဒါတလောက်တထောင်တလောက်တထောင်ပြီးရ visa ဒီနှစ်လအတွင်းမှာကိုက2လ visa အတွင်းမှာလည်းအလောက်ကရောက်အောင်ရှားရတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ တလောက်ကိုတထောင်ဆိုတထောင်တထောင်ဆိုလို့ရှိရင်ဒီမှာ UAE မှာနေလို့စားလို့ရတယ်ကွာနေဖို့စားဖို့လောက်တယ်ကိုရီကိုရီအတွက်တော့ပြောတာကိုဘကိုဒီရောက်တာနဲ့လင်းမယ်ပတ်မယ်သွားမယ်လာမယ်စားမယ်မြောက်ဘူးရဲ့ညာကြီးသွားကြည့်မယ်ဘာညာဆိုရင်တော့ဘလို့မှလောက်ဆရာအကြောင်းအရမရှိဘူးเนาะဒါကတော့ကိုကိုတို့သားနဲ့ကိုပဲတကယ်ကိုလာတော့ကုန်ခဲ့တဲ့ကငွေစုစုပေါင်း350ကုန်တယ်350မှာ 20ရာမြန်မာနိုင်ငံထဲမှာရင်ကုန်သွားတယ်ဗီဇာလျှောက်တာနဲ့လင်းနံပါတ်ဝယ်ရတယ်30ကဒီနိုင်ငံကိုပါလာတယ်ဒီနိုင်ငံကမြန်မာငွေတဲလာလို့မရဘူးကိုဘကိုမြန်မာပြည်မှာတည်းကဒေါ်လာလဲလာရမယ်ဒေါ်လာကိုအပေါ်မှာကြာလို့ရှင်လို့ရှင် AED ပြန်ချိန်ပြီးတော့တုံးလို့ရတယ်ဒါပါပဲ50ကုန်ပါတယ်အဲ ဒီဟာလေးကိုပြောပြခြင်းနေရာလဲကြာပြီဘာလို့လဲဆိုတော့တချို့ agency တွေကနင်တို့ကိုဒါရိုက်တာတွေဓာတ်လုပ်ပေးရလို့အတွက်မတို့ဒီလိုယူပါတယ်ဆိုပြီးတော့အဲ့လိုမျိုးဂျင်းထည့်နေရတယ်မကြီးမဆန်ပဆန်တောင်းနေရတယ်တင်းကိုဒီမှာအိုမန်နဲ့ဒူဘိုင်းနဲ့ချင်းချင်းတော့တင်းရချီပြီးတော့တောင်းနေရတယ်လဲတွေ့နေတွေ့နေရဆိုတော့ကိုပါကိုကိုပါကိုလဲချင်းချင်းပြီးတော့စဉ်းစားကြည့်လို့ရအောင်သူတို့အားလုံးအလုံးစုံယုံပြီးတော့မပုံလိုက်စီခြင်းတာလဲပါရပေါ့တချို့က အာမြန်မာပြည်ကတည်းက380လောက်တောင်းလာတယ်ဒီကိုရောက်လာတယ်အလောက်ကရှာပေးရအဆင်မပြေဘူးအဆင်မပြေဘူးအဆင်မပြေတော့ကြောင့်တောင်းလို့ရှာပေးပါဆိုတော့လည်းရှာမပေးတော့ဘူးတို့ကဒီ380တွေမှာနင့်ကိုဒီလောက်ပဲရှာပေးနိုင်တော့မယ်ဆိုပုံစံမျိုးရင်းနဲ့အာမလုတ်ချင်းလုတ်ချင်းအဲ့မှာပဲထည့်ပေးရမျိုးတွေရှိတယ်ပြီးရင် agent နေနဲ့ပတ်သက်ပြီးတခုပြောချင်တာက agent နေကကြတော့မြန်မာဒီမြန်မာပြည်ကနေမြန်မာပြည်မှာရဲ့ချိတ်ဆက်လာတဲ့ဟာတွေဘာညာတွေတော့မသိဘူးဒီမှာတဆင့်ရှာပေးနေတဲ့ဟာတွေဆိုတာက ကိုတီးတလောက်ကတော့တပ်ပါတီလို့ခေါ်တယ်တပ်ပါတီကဘယ်လိုလဲဆိုတော့ဒီနိုင်ငံရဲ့ဒီနိုင်ငံရဲ့အိရှာတွေနဲ့အဲ့လိုချိတ်ဆက်ထားတဲ့သူတို့ပွဲအဲ့လိုပွဲစားပဲပြောပါတော့အလုပ်ရှာပေးတဲ့ကုမ္ပဏီကတက်တက်ရှိပြီးသားရှိပြီးသားအဲ့ကုမ္ပဏီကနေမှဒီမြန်မာတွေကနေပြီးရောမြန်မာပွဲစားတွေကနေပြီးတဆင့်တဆင်အဲပွဲစားပွဲစားမှာတဆင်ပွဲစားကိုတခါချိန်ပြီးရှာပေးတာညအများအများနေတာပေါ့နော် ကိုမင်းကိုပြောတာမှန်နေလားသူတို့ကသူတို့ diet HR နဲ့သွားစကားပြောပြီးတော့အာ vacancy ရှိလားမရှိလားတောင်းလာတာပါလားတော့မသိပေမဲ့အဲ့လိုမျိုးတပ်ပါတီ agency တွေကများတယ်များတဲ့အတွက်ကြောင့်မလို့ agency နဲ့ချိန်ပြီးတော့လာခြင်းနေဆိုလို့ရှိရင်တော့အာမပေးဘူးကိုယ့်အကိုပဲမလာမယ်လို့ဆုံးဖြတ်လိုက်ပြီဆိုတော့ CV ပေါင်းပြင်မြန်မာပြည်မှာတွေကစပြီးတော့ကိုကအလုပ်ကိုစပြီးတော့ရှောက်နေ indeed တို့ linkedin တို့ပြီးရင်တခြား အခုဆို ChatGPT အသုံးအသုံးဟန်ဒါအလွယ်နေ ChatGPT ကမေးလို့ရလဲဒါအလွယ်နေပြီ UAE မှာအလောက်ရှာဖို့အတွက်ဘယ် app တွေသုံးလဲဆိုပြီးသူ့ကိုမေးလိုက်တာနဲ့အမှသူ့ဟာသူ automatic ဖြေပေးလိမ့်မယ်အဲ့ဒီခါကျရင်အဲ့ဒီ application အကုန်လုံးသုံးသုံးပြီးတော့ကိုကကိုယ်တိုင်အလောက်ရှာကိုယ်တိုင် CV ပြင် CV မပြင်တော့ဘူးဆိုလို့ရှိရင် CV ပြင်ပြီးနောက်ရအားရဆိုတင်ပေးမယ် CV ကိုလို့ပြင်ရလဲဆိုတော့အဲ့ CV ပြင်ပြီးကိုလည်းပဲဒီမှာဂျင်းထည့်ပြီးတော့လောက်စားသွားရတာရှိသေးတယ် CV ကိုဒီတိုင်း သူသူစီမှာ၂ယောက်စီတငယ်ရင်း၂ယောက်စီပြင်းနေဆိုစီပြီးနှစ်ခုအတူတူပဲစင်တူတနေရာထဲမှာသာအလုံးရှောင်းမင်းအဲ့ပြောတော့ပြောတော့ပြောရင်ဒါပြောရင်တော့ရပါအဲ့တော့တင်းကားစင်ကုန်ပါရှင်ဒါပါပဲ